တနာဆက်ပွဲပြောပြလာတဲ့ anonymous အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးများရှင်အမှုပညာလုပ်လေးတွေမှာအောင်မြင်မှုတွေကိုရရှိနေတဲ့လူငယ်အစိုးရလေး anonymous ကတော့အခုဆိုရင်အမှုပညာလုပ်လေးတွေကိုပြန်လည်လုတ်ကင်လာနေပြီပဲဖြစ်ပါတယ်အရင်တုန်းကတော့ anonymous ကကျမ်းမာရေးလုံးဝကိုမကောင်းမွန်ခဲ့တာကြောင့်အမှုပညာလုပ်လေးတွေကိုရန်နာခဲ့ရမှအခုမှအမှုပညာလုပ်လေးတွေကိုလုတ်ကင်ရင်းနဲ့ပရိသတ်တွေရဲ့အရှိကိုပြန်လည်ရရှိလာတာဖြစ်ပါတယ် လူငယ်ဆိုရောလေး anonymous ကတော့အခုချိန်မှာတခြင်းတလီရီနဲ့အတူတူပရိသတ်တွေရဲ့အရှိကိုပြန်လည်ရရှိလာခဲ့ပါပြီ။ဒီနေ့မှာတော့ anonymous ကတခြင်းတလီရီထွက်ရှိလာဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းလေးတွေကိုပါပြောပြထားပါရစေ။ရှိတလောကဆိုရင် anonymous ကကျဲမရေမကောင်းတာကြောင့်သူရဲ့အမှုပညာလုပ်လေးတွေကိုရန်နာထားခဲ့ရတာဖြစ်ပြီးအခုချိန်မှသာ anonymous ကအမှုပညာလုပ်လေးတွေကိုပြန်လည်လုပ်ကင်လာခဲ့တာပါ anonymous ကတော့သူရဲ့အမှုပညာလှူရှာမှုလေးတွေနဲ့ပတ်သက်ပြီးတော့လည်းပြည်သက်ကြီးကိုအခုလိုပဲပြောပြထားပါဗျာ Anonymous ကကျွန်တော်ကတော့အလုပ်လေးတွေမှာအကောင်ဆုံးစူးစမ်းပြီးလုပ်သွားမှာပါ။တချင်းတစ်လေးတွေထွက်ရှိဖို့စူးစမ်းနေပါပြီ။ကျွန်တော်ကိုအားပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးတော့ပြောပြထားပါရစေ။ Anonymous ကတော့အောင်တွေတော်ဖိုးရှိလာမင်းတချင်းနဲ့ပရိသတ်တွေအားပေးခြင်းကိုခံထားပြီးအနုပညာဂီတလမ်းကြောင်းပေါ်မှာနေရာတစ်ခုထိရရှိအောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ။ပရိသတ်တွေကလည်းသူရဲ့သချင်းသစ်လေးတွေကိုစောင့်မျှော်အားပေးနေကြစေပါ။ဒီနေ့မှာတော့ Anonymous ကသူရဲ့တနာစရာအခြေအနေလေးတစ်ခုကိုအခုလိုပဲပြောပြထားပါရယ်။ Anonymous ကကျွန်တော်ကနှလုံးလေးမကောင်းမှုယောဂထူတယ်။ငငယ်ကလေးကပိန်နေအစာတောက်တွေလည်းရွေးတယ်ပေါ့နော်။ပြီးတော့ကျွန်တော်ကငိုကလေးကကိုခန့်အားနေပါရယ်။ဒါကြောင့်လေရှေ့တလောကဆိုရင်ရှင်းနာခဲ့ရတာပေါ့။အခုတော့ကျမ်းမာရေးကောင်းတော့အရင်ကထက်ပိုပြီးတော့စူးစမ်းနေပါပြီဆိုပြီး Anonymous ကပြောပြထားပါရယ်။ Anonymous ကတော့အခုဆိုရင်သူရဲ့ကျမ်းမာရေးအခြေအနေကပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပြီးသချင်းသစ်လေးတွေကိုထွက်လာနိုင်ဖို့အတွက်စူးစမ်းနေ ြီးပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့ anonymous ကသူကျမရေးကြောင်းစီရီတောက်ထားပြီးဆေးရှင်ကြောင်းလေကြောင်းကမကောင်းဖြစ်နေပါတယ်ဒါကြောင့်လေတခြင်းဆိုတာတွေကိုရန်နာထားကြောင်းမီဒီယာပေါ်ကနေပြောပြထားတာပါအဆိုတော့ anonymous ကတော့သူရဲ့ကျမရဲ့အနေငယ်ပြန်လဲတက်တာကောင်းမွန်လာခဲ့တဲ့အပေါ်မှာလဲဝမ်းသာနေပြီးသူမှခုဆိုရင်အမောဖောက်တာတွေအသက်ရှင်မွားတာတွေမရှိတော့ဘူးလို့ဆိုပါတယ်သူရဲ့ကျမရဲ့အခြေအနေတွေကပြန်လဲတက်တာကောင်းမွန်လာခဲ့တဲ့အပေါ်မှာလဲအခုလိုပြောပြထားပါတယ် anonymous ကကျွန်တော်ကတော့အခုလိုပြန်လဲတက်တာကောင်းမွန်လာတော့အရန်ပြောတာပေါ့နော်အရင်ကလည်းအနေမကောင်းဖြစ်တာတော့တခြင်းလေးတွေကိုဆို ခဲ့တာပါပြိုင်ပွဲကနေထွက်လာခဲ့တော့ကအတန်နေအရန်လေးကျင်ရတာဒါကြောင့်လေကြောင်းတွေအရန်ထိတယ်။တချင်းဆိုတာတော့အချိန်နေပုံမှန်ပြန်ဖြစ်သွားရင်လုတ်ဖြစ်မှာပါဆိုပြီးတော့ပြောပြထားပါရယ်။အခုဆို Anonymous ကတချင်းတွေကိုပြန်စုံနိုင်ဖို့စူးစမ်းနေပြီဖြစ်ပြီးတော့ ပရိသတ်တွေကလည်းလူငယ်အစောရလေး anonymous ကိုအရင်လိုအမှုပညာလုပ်လေးတွေပြန်လုံးနိုင်ဖို့အတွက်စူတောင်းအားပေးလျက်ရှိနေပါတယ်။အခုချိန်မှာတော့ anonymous ကတခြင်းတွေကိုအရင်ကလိုအများကြီးတော့ဆိုလို့မရသေးဘူးလို့ဆိုပါတယ်။ anonymous ကတော့တခြင်းလေးတွေမဆိုဖြစ်သေးပေမဲ့ Facebook တွေ TikTok တွေ YouTube တွေပေါ်ကနေ live link ကတခြင်းဆိုပြရဲဆိုပြီးတော့လည်း anonymous ကပြောပြထားပါတယ်။မကြာမီမှာတော့ anonymous ရဲ့တခြင်းသစ်လေးတွေထွက်ရှိလာတော့မှဖြစ်ပြီးတော့သူကတော့အရင်ကလှုပ်ထားတဲ့တခြင်းလေးတွေကိုလတိုင်းပုံမှန်လေးထွက်ရှိလာအောင်စူးစမ်းသွားမယ်လို့လည်းပရိသတ်တွေကိုပြောပြထားတာဖြစ်ပါတယ်ရှင်။